ဘုဂရိုင်းဒေသကြီးဝင်ကြီးချုပ်အဆိုပြုတဲ့ပြည်ပပညာရှင်၂ယောက်ကိုလွှတ်တော်ကိုယ်စားလှယ်အချို့ကကန့်ကွက်အဆိုတင်သွင်းခဲ့ပါတယ်ဒီသတင်းကိုမင်းညိုကပေးပို့ထားပါတယ်ရှင်ဧပြီလ၄ရက်နေ့ကဘုဂရိုင်းဒေသကြီးလွှတ်တော်မှာတိုင်းဒေသဝင်ကြီး၆အောင်နဲ့ပြည်ပပညာရှင်အနေနဲ့ဥပဒေချုပ်ရာလူဦးစိုးသိန်းနဲ့စည်းစည်းချုပ်ဖြစ်ဒေါ်မီမီဂျီတို့ကိုခန့်အပ်တာဝန်ပေးခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီပြည်ပပညာရှင်ကိုသတ်မှတ်ထားတဲ့အရေးချင်းနဲ့ကိုင်းညီမှုမရှိဘူးဆိုပြီးလွှတ်တော်ကိုယ်စားလှယ်တချို့ကဧပြီလ၅ရက်နေ့ကအရေးကြီးအဆိုတစ်ခုတင်သွင်းခဲ့တာဖြစ်ပါတယ်ပညာရှင်၄အောင်နေနေရတော့တို့ရဲ့ပညာရပိုင်းဆိုင်ရာ ကျင့်စာရေးတာပိုင်းဆိုင်ရာချိုးညမရှိပါဘူး။အားလုံးပြည့်စုံမှုရှိပါတယ်။အဲဒီချိုးညပေါ်တော့တာတော့တာဝန်ထမ်းဆောင်တဲ့ကာလအမှတ်ချက်ဥပဒေချုပ်ဆိုလို့ရှိရင်ခရိုင်စစ်မှာဆိုရင်10နှစ်တိုင်းစစ်မှာဆိုလို့ရှိရင်9နှစ်တာဝန်ထမ်းဆောင်ဖြစ်ရတယ်။ဒါပေမဲ့အဲဒီကာလအမှတ်ချက်ပေါ်ပေါ်အဲဒီစင်းစစ်ချုပ်လည်းပဲအဲဒီကာလအမှတ်ချက်ပေါ်ဝင်နေပဲဒါကျွန်တော်တို့ကနေပြူရီပြူပေါ်ပြီးတော့အဆိုတော်ကကျွန်တော်တို့ကဆိုရင်တောင်းပန်ဖြစ်ပါတယ်။ဝန်ကြီးချုပ်ကအမည်စရင်တင်သွင်းပြီးနေ့လယ်ဘက်မှာအတီးပြုတ်ခဲ့ပေမဲ့အချိန်မမီလိုက်တာကြောင့်ဒီနေ့ဧပြီလ9ရက်နေ့မှာ အဆိုတင်လိုက်တာဖြစ်ကြောင်းအဆိုတင်သွင်းတဲ့လွှတ်တော်ကိုယ်စားလှယ်ကပြောပါတယ်။မနေ့တော့ကတော့ကျမတို့အချိန်မမီခဲ့ဘူးပေါ့နော်။နေ့လယ်ပိုင်းမှာအတီးပြုတ်ခါနေ့ကျမှကျမတို့ဒီချက်ကိုသွားပြရတယ်ပြီးတော့မနေ့ကအချိန်မီမကန့်ကွက်နိုင်ခဲ့တာ။အဲဒါကြောင့်ဒီနေ့ကျမတို့အရေးကြီးအဆိုတင်ပြရကြတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးလွှတ်တော်ဥက္ကရာကလည်းအခုလိုရှင်းပြပါတယ်။တိုင်းဥပဒေကြောင့်ကဖရဲအစ်စ်မှာအဲဆိုရဲသူက၁၀နှစ်တိုင်းအစ်စ်မှာဆို၅နှစ်ဆေးအစ်စ်ချုပ်ကလည်းပဲ ခရိုင်ခရိုင်စင်မှာက10နှစ်တိုင်းစင်မှာ9နှစ်ဆိုတော့သူက2နှစ်လောက်တနားဘွားနေတယ်ပဲအခုကျွန်တော်တို့ကဒါကိုပြန်ပြီးတော့အဲ့ဒါပဲဖြစ်တဲ့အရေးကြီးအဆိုတင်သွင်းနေဖြစ်ပါတယ်အဲ့ဒီအရေးကြီးအဆိုကိုဘရောင်းမြို့နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါ်စင်မိုးထက်ကတင်သွင်းခဲ့ပြီးတဲကုန်းမြို့နယ်လွှတ်တော်ကိုယ်စားလှယ်ဦးစော်မင်းထွန်းကအဲ့ဒီအဆိုကိုထောက်ခံဆွေးနွေးခဲ့ပါတယ်ဒီကန့်ကုတ်အစိုးတင်သွင်းတာကိုလွှတ်တော်ကိုယ်စားလှယ်အားလုံးကထောက်ခံခဲ့ပြီးကန့်ကုတ်သူတယောက်မှမရှိခဲ့ပါဘူး။အဲဒီနောက လွှတ်တော်ရဲ့သဘောတူညီမှုရယူခဲ့ပြီးဥပဒေပြုရေးကော်မတီဥက္ကဋ္ဌဒေါ်စင်မိုးထိုက်တင်ပြတဲ့တိုင်းဒေသကြီးအဆင့်အစိုးရအဖွဲ့ဝင်တွေတင်ပြောက်တာနဲ့ပတ်သက်ပြီးကန့်ကွက်ကြောင်းအဆိုကိုလွှတ်တော်ကအတည်ပြုလိုက်ပါတယ်ကျွန်တော်မင်းညိုဘုကိုးလွှတ်တော်ကနေပြေပို့ထားတာပါ